ဒီနေ့ပြောပြမှာကတော့ Abdan ဒုတိယပိုင်းပဲဖြစ်ပါတယ်။ Abdan ဆိုတာတိကျတဲ့အတိုင်းပဲဒွဝတ္ထုပစ္စည်းတွေကိုတိဆောက်ထားတဲ့အရာပါ။ Abdan လေးတွေကိုလည်း Electron, Proton နဲ့ Neutron ဆိုတဲ့အမှုန်သုံးခုနဲ့တိဆောက်ထားပါတယ်။ Electron လျှက်စစ်အမားဓာတ်ဆောင်တဲ့အမှုန်၊ Proton လျှက်စစ်အဖိုဓာတ်ဆောင်တဲ့အမှုန်နဲ့ Neutron ဘာဓာတ်မှမဆောင်တဲ့အမှုန်လို့ဖြစ်ပါတယ်။ဒွဝတ္ထုပစ္စည်းပေါ်မူတည်ပြီးတော့ Abdan တိဆောက်ပုံတွေလည်းကွာခြားပါတယ်။ဘာတွေကွာတာလဲဆိုတော့ကျွန်တော်အကြောင်းမှာသင်ခဲ့ရတဲ့ Periodic Table ရဲ့ Dressing နေမှာ atomic number နဲ့ atomic mass တွေမတူညီတာကိုသင်ခဲ့ရမှာပါ။ဒါက dawson တစ်ခုရဲ့ apton တစ်လုံးမှာပါတဲ့ proton ပါဝင်မှု electron ပါဝင်မှုနဲ့ atomic mass လို့ခေါ်တဲ့ apton တစ်လုံးရဲ့အလေးချိန်ကွာခြားမှုတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ element တစ်ခုစီမှာ atomic mass နဲ့ proton ပါဝင်မှုတွေကမတူညီကြပါဘူး။ဒါကြီးကွာပါတယ်။ဒါဆို atomic number အကြောင်းဆက်ပြောအောင်။ definition ကိုမှတ်မိသေးလားမသိဘူး။ the number of proton in the nucleus of the apton is called atomic number လို့ကျွန်တော်တို့ချက်ခဲ့ရပါတယ်။ ဟုတ်ပါတယ် atomic number ဆိုတာ atom တစ်လုံးရဲ့ nuclear ဗဟိုမှာရှိတဲ့ proton အရေအတွက်ကိုဖော်ပြတဲ့ဂိန်းကဏ္ဍတစ်ခုသာဖြစ်ပါတယ်ဒါဆိုရင်ရှင်းပါတယ် dehydration atom တစ်လုံးမှာ proton ဘလောက်ပါတယ်ဆိုတာကို atomic number နဲ့ဖော်ပြတာဖြစ်ပါတယ်နောက်တစ်ခုကတော့ neutral atom လို့ခေါ်တဲ့ atom ဒီမှာ proton အရေအတွက်နဲ့ electron အရေအတွက်ကအတူတူပဲဖြစ်ပါတယ်တောက်ဆင်အားလုံးကသူ့အတိုင်းဆိုရင် neutral တွေပဲဖြစ်ပါတယ်ဘလို့အခြေအနေမျိုးမှာ electron အရေအတွက်မတူတတ်လဲဆိုရင် ion ဖြစ်စဉ်လို့ခေါ်တယ် electron ဆုံးရှုံးတာသို့မဟုတ် electron ထပ်ရရှိလိုက်တာမျိုးဆိုရင်တော့ electron အရေအတွက်ကမတူညီတော့တာမျိုးဖြစ်ပါတယ်ဘလို့ကိစ္စမျိုးတွေမှာအဲ့လို ion ဖြစ်လဲဆိုရင်ဓာတုတက်ပြူမှုတွေမှာဖြစ်ပါတယ်ဥပမာစားရည်သို့မဟုတ် acid တွေကိုတတ်ထုကိုစိန်လိုက်တဲ့အခါမျိုးမှာ ion ဖြစ်ပါတယ်ထားပါတော့ဒါနောက်ဗီဒီယိုတစ်ခုမှာ ပြောပြရမယ့်ကိစ္စပါဒါဆိုရင်ထပ်ပြီးသွားလိုက်အောင်နောက်တစ်ခုကတော့ atomic mass ပါ အပ်တန်တလုံးမှာအတော်မင်မတ်ဆိုတာရှိတယ်အပ်တန်တလုံးရဲ့အလေးချိန်ဖြစ်ပါတယ်အလေးချိန်ဆိုတော့ပရိုတွန်နျူထရွန်အလက်ထရွန်သုံးမျိုးရဲ့စုစုပေါင်းအလေးချိန်တို့မှတ်လို့ရမယ်ပေါ့နော်ဒါပေမဲ့အလက်ထရွန်ဟာသေးငယ်လွန်းတာကြောင့်ထည့်မတွက်ပါဘူးဒါအပြင်သိပ္ပံပညာကအတော်မင်မတ်ဆိုတာအပ်တန်တလုံးရဲ့နျူကလ িয়ার အလေးချိန်ကိုပဲအဓိကတွက်တာဖြစ်တဲ့အတွက်နျူကလ িয়ার လို့ခေါ်တဲ့ဗဟိုမှာပရိုတွန်နဲ့နျူထရွန်ပဲရှိလို့ဒီနှစ်ခုပေါင်းရဲ့အလေးချိန်တို့သတ်မှတ်လို့ရပါတယ် ဒွပ်စင်အက်ပတန်တစ်ခုရဲ့ပရိုတွန်အရေအတွက်ကတော့ periodic table လို့ခေါ်တဲ့အလဲမှန်စရာမှာဖော်ပြထားပေမဲ့နျူထရွန်ကိုတော့ရှာလို့မတွေ့ပါဘူး။နျူထရွန်သိချင် atomic mass နဲ့ proton number ကိုသုံးပြီးတော့တွက်လို့ရပါတယ်။ဥပမာကာဗွန်တွက်ပါမယ်။ကာဗွန်ဆိုရင် atomic number 6ရှိပါတယ်။ atomic mass ကတော့12.11လို့ periodic table မှာဖော်ပြထားတာရှိပါတယ်။ဒါပေမဲ့အနည်းဆက်ဆုံး တွဲလို့ယူလိုက်ပါမယ်တကယ်တော့ apton တလုံးရဲ့ neutron ပါဝင်မှုကိုတိတိကျကျတိုင်းတာဖို့ခတ်ပါတယ်ခံမှန်းတာဖြစ်ပါတယ်ဒါကြောင့် atomic mass ကိုကျွန်တော်တို့အနည်းဆက်ဆုံးယူလို့ရပါတယ်ဒါဆိုရင် carbon apton ရဲ့ atomic mass ကိုတွဲလို့ယူလို့ရတယ်ဒီတော့ proton က6လုံး atomic mass က ဒွဲဆိုရင်နျူထရွန်လိုချင်တယ်ဆိုရင် atomic mass တွေကပရိုတွန်ကိုနှုတ်လိုက်လို့ရပါတယ်။စနစ်တွေက6ကိုနှုတ်တယ်ဆိုရင်နျူထရွန်အရေအတွက်က6လုံးလို့သတ်မှတ်လို့ရတယ်။ဒါနဲ့များဘာလို့ periodic table မှာနျူထရွန်အရေအတွက်ကိုထည့်မရတာလဲလို့မေးစရာရှိမှာ။ dressing တစ်ခုမှာ atomic number လို့ခေါ်တဲ့ပရိုတွန်အရေအတွက်တူညီပြီးတော့ atomic mass တွေမတူညီတဲ့ dressing to atom တွေရှိပါတယ်။ဒါကို isotope လို့ခေါ်ပါတယ်။ငယ်ငယ်ကဘာမှမသိချက်ခဲ့ရတဲ့ isotope ဆိုတာပရိုတွန်အရေအတွက်တူပြီး neutron အရေအတွက်မတူတဲ့ atom တွေကိုပေးထားတဲ့နာမည်ဖြစ်ပါတယ်။ ာဗွန်မှာဆိုရင်12 13 14တဲ့မျိုးလုံးဟာပရိုတွန်6လုံး၊အီလက်ထရွန်6လုံးအတူတူဖြစ်ပေမဲ့နျူထရွန်အရေအတွက်ကွာခြားပါတယ်ဒီလိုမျိုး dust sin တူတူရဲ့ neutron အရေအတွက်သို့မဟုတ် atomic mass ကွဲပြားတဲ့ apton တွေကို isotope လို့ခေါ်တာပါ။ဘာလို့ကျွန်တော်က apton proton neutron isotope ဆိုပြီးတော့ပြောနေရလဲဆိုတော့ဒီမျက်စိနဲ့မြင်လို့တောင်မရတဲ့အသေးဆုံးသောအမုံလေးတွေစီမှာကြီးမားတဲ့စွမ်းအင်တွေရှိနေလို့ပါပဲ။ကျွန်တော်တို့စကြာဝဠာမှာအခြေခံအားလေးမျိုးရှိပါတယ် ဂရက်ဆဲအားဂရက်ဗတီလျှက်စစ်တန်လိုင်းအားအလက်ထရိုမဂနက်တစ်ဖိုးနျူကလ িয়ার အားဖြင့်စတောင်းနျူကလ িয়ার ဖို့စ်နဲ့နျူကလ িয়ার အားပြောဝီဖို့တို့ဖြစ်ပါတယ်အတန်ရဲ့ဗဟိုချက်မှာစတောင်းနျူကလ িয়ার ဖို့ဆိုတဲ့အားတစ်မျိုးရှိနေပါတယ်သူကပရိုတွန်နဲ့နျူထရွန်တို့ကိုဗဟိုချက်နျူကလ িয়ার အတွင်းကနေလွင့်စင်မသွားအောင်လို့ချီနှောင်ထားတဲ့အားဖြစ်ပါတယ်ပရိုတွန်တွေဟာပိုဓာတ်ဆောင်တဲ့အမှုန်တွေဖြစ်ပါတယ်မျိုးတူရင်တွန်းကန်တဲ့သဘောရှိပေမဲ့ ဒီ storm nuclear force ကြောင့်ဗဟိုချက်ကနေလွင့်ထွက်မသွားနိုင်ပဲပုတ်ကက်နေရတာဖြစ်ပါဒီဗဟိုချက်မှာရှိတဲ့ proton နဲ့ neutron တွေကိုကွဲထွက်သွားအောင်ဖြိုခွဲလိုက်နိုင်လေဆိုရင်စွမ်းအင်ကြီးကြီးမားမားတခုထွက်ပေါ်လာပါတယ် nuclear fission ဆိုတာ nuclear ကွဲထွက်မှုလို့အဓိပ္ပာယ်ရပါတယ် apton တစ်လုံးကို neutron တစ်လုံးနဲ့တိုက်လိုက်ပါတယ်မူလ nuclear storm force ကြောင့်တည်ငြိမ်နေတဲ့ apton တစ်လုံးဟာ neutron တစ်လုံးကိုလက်ခံရရှိလိုက်တဲ့အတွက်မတည်မငြိမ်ဖြစ်လာပါတယ် အဲ့နောက်ဒီအက်ပတန်ဟာကွဲထွက်သွားပြီးအခြား element နဲ့ neutron တွေအဖြစ်ထပ်ထွက်ပေါ်လာပါတယ်။အဲ့ဒီ proton မှုကွဲထွက်မှုတွေရာတစ်ဆင့်အပူနဲ့ဓာတ်ရောင်ကြီးဖြာထွက်မှုဆိုတဲ့ကြီးမားတဲ့စွမ်းအင်တွေကိုထွက်လာစေရာဖြစ်ပါတယ်။အဲ့ဒီ neutron တွေစင်ကဲစင်ကဲအက်ပတန်တွေနဲ့တိုက်မိပြီးစွမ်းအင်ထွက်လာတာကို nuclear ဓာတ်ပြုတ်မှု chain reaction လို့ခေါ်ပါတယ်။ဒါ ਉਹ ပဲတရစစ်တာအထုတ်လုပ်ဖို့တပေါင်းဖို့ဖြစ်တော်လကောင်စစ်သင်းမောနဲ့ရေငုပ်သင်းမောလိုဆက်ရန်နရားတွေလဲပတ်ဖို့စွမ်းအင်ထုတ်ဖို့တော်လကောင်နျူကလ িয়ার လက်နက်အဖြစ်တော်လကောင်အသုံးပြုတာဖြစ်ပါတယ် နှမ်းတွေစုပေါင်းပြီးတန်ပေါင်းများစွာသောနှမ်းတွေစီကနေစီဖြစ်တာမျိုးပဲမမြင်နိုင်တဲ့အပ်တန်ပေါင်းများစွာရဲ့နျူထရွန်တွေပုတ်တိုက်မှုကနေပြီးတော့ကြီးမားတဲ့အပူနဲ့ဓာတ်ရောင်ကြီးဖြာထွက်မှုတွေဖြစ်ပေါ်လာပါတယ်။အပ်တန်တစ်လုံးရဲ့ဗဟိုနျူကလ িয়ার ကထွက်ပေါ်လာတဲ့အားကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့စွမ်းအင်ဖြစ်လို့နျူကလ িয়ার အန်တဂျီနျူကလ িয়ার စွမ်းအင်လို့ခေါ်တာဖြစ်ပါတယ်။အဲ့လိုပဲနျူကလ িয়ার စ်ကနေဖြစ်လာတဲ့အားနဲ့ကြီးမားတဲ့ပောက်ကွဲမှုဖြစ်စေတဲ့ဘုံကိုတော့နျူကလ িয়ার ဘုံ or atomic ဘုံအပ်တန်ဘုံလို့ခေါ်ပါတယ်။ကမ္ဘာပေါ်မှာ ်အက်ဆစ်တအားထုတ်လုပ်နေတဲ့ဓာတ်ပေါင်းမှုအားလုံးကနျူကလ িয়ার ဖစ်ရှင်ဆိုတဲ့နျူကလ িয়ার ပြိုကွဲမှုဖြစ်စဉ်ကိုသုံးရပါတယ်။တော်တော်များများသောဓာတ်ပေါင်းမှုတွေဟာယူရေနီယံအက်တမ်ကိုအသုံးပြုကြပါတယ်။ယူရေနီယံအက်တမ်ကိုပြိုကွဲစေပြီးစင်ကဲစင်ကဲနျူထရွန်တွေထွက်ပေါ်လာပြီးယူရေနီယံအက်တမ်တွေနဲ့ထပ်ပြီးတိုက်မိတဲ့ chain reaction ကြီးနဲ့နျူကလ িয়ার စွမ်းအင်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲ။နောက်ထပ်တင်ဆက်သွားအောင်မှာဖြစ်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။